အားလုံးပဲမင်္ဂလာပါခင်ဗျာ Healthy Daily Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုတစ်ခါတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အမျိုးသားတွေအနေနဲ့တကူရဲ့တန်းရှင်းမှုနဲ့ပတ်သက်တဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအစည်းအဝေးမစခင်မှာကျွန်တော် Channel လေးကို Like and Subscribe လုပ်တော့ပြီးခဲ့ကြပါအောင်ခင်ဗျာတကူရဲ့တန်းရှင်းမှုနဲ့ပတ်သက်လာရင်အမျိုးသားတွေကဖြစ်တယ်လို့နေတတ်ကြတယ်လို့သိပြီးတော့လည်းဂယုစိတ်လေးမရှိကြပါဘူးအနန်စုထရရခြင်းအကြောင်းအများစုက တကွေးရေးတန်းရှင်းမှုမရှိတာကြောင့်ပါပဲအထူးသဖြင့်အမျိုးသားတွေမှာခြိုင်းရှားပေါင်ချာလိန်အင်္ဂါတဝိုက်မှာအောက်တိုးတိုးအနံ့တွေထွက်တတ်ပါတယ်ကိုအတွက်တော့ဒီအနံ့တွေကရင်ပါနေပြီဆိုပေမဲ့တခြားသူတွေအတွက်တော့စိတ်မတက်တာစရာဖြစ်စေတယ်လို့လိန်ဆက်ဆန်တဲ့အခါမှာလဲကိုအဖို့အတွက်လိန်စိတ်နေသွားစေတတ်ပါတယ်ရဲ့အမျိုးသားလိန်အင်္ဂါနဲ့ ပေါင်းချန်ဒဝိုက်အနန်ဆိုကင်းစီဖို့ဘာတွေလုပ်ရမလဲဆိုတာကိုကြည့်လိုက်ဆိုတော့အမျိုးသားတွေရဲ့ကိုခန္ဓာမှာအနန်ဆိုထပ်စီတဲ့အကြောင်းရင်းတွေကတော့ကိုခန္ဓာမှာရှိတဲ့အမွေးမြင့်များကိုမရိပ်ဘဲဒီအတိုင်းဖြစ်ထားခြင်းရေချိုးတဲ့အခါစနစ်တကျဆေးကြောတာမျိုးမလုံခြင်းရေမချိုးမိမိကိုယ်ကိုတန့်ရှင်းရေးမလုံခြင်းလင်းအင်္ဂါထိပ်ဖို့အရေးပြမဖြစ်ထားခြင်းဆီလန်ကြောင်းပွေးဝင်ခြင်းလိန်နှမ်းမှုဆွေးခြင်းလိန်နှမ်းထိပ်ဖို့အရေးပြရောင်ရမ်းခြင်း ဂနိုနဲ့တခြားသောလေမတ်တဆင်ယောဂများကုသခံရခြင်းဒီအကြောင်းရင်းတွေကအမျိုးသားတွေရဲ့လေရင်ကားတဝိုက်ကိုအနှံ့ဆိုးဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေပါပဲတကူရေတန်ရှင်းရေးဟာအမျိုးသားတွေအတွက်ဒါကြောင့်ရေးကြည့်လေနံပါတ်၁တကူရေတန်ရှင်းမှုမရှိရင်ဝဲနှင်းကူညင်းပွေးစတဲ့အရေးပြောက်ကြံနာတွေဖြစ်မယ်နံပါတ်၂မိမိကိုယ်ကိုယုံကြည်မှုကြာစင်စေတယ်နံပါတ်၃ဆိုးရွားလွန်းတဲ့အောက်သွေးအနံ့တွေဟာ ကိုချွစ်သူကိုလိန်ဆက်ကုန်သွားစေတယ်။နံပါတ်၄ယောဂဘုံွားတယ်။အများပြားခူအောင်နေတော့ပါတယ်။နံပါတ်၅စီလံကြောင်းကြောက်ကတ်ဝေးစီထိုက်အွေပြားစားတဲ့နေ့ကတွေမှာဘိုးဝင်ပြီးယောဂဖြစ်စေနိုင်တယ်။နံပါတ်၆ကိုစီကယောဂဘူဒီက ကိုယ့်ရဲ့လိန်ဆက်ဆန်ဖော်စီကိုကူးဆက်စေနိုင်တယ်။နံပါတ်၇အဝတ်အစားတွေကိုပါအနံ့စိုးတွေကတ်ညှိစေပြီးတော့ ျော်ဖွဲ့တဲ့နေကမှအလိုပိုးစေတယ်။ဖားဥဆွဲစီသလိုျော်ပြီးထွားရင်လည်းအနက်နေကြက်နေတတ်ပါတယ်။ဒါဆိုမလုပ်ကြမလဲ။အကြီးကကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကိုပြင်မယ်။ဒီကိုယ့်ရဲ့တန်ရှင်းမှုကိုဂရုစိုက်မယ်ဆိုရင်ရပါပြီ။မဖြစ်မနေအမျိုးသားတိုင်းလွတ်ပေးဖို့လိုအပ်တာတွေကတော့နံပါတ်၁ရေကိုမှန်မှန်ချိုးပါ။ရေချိုးတဲ့ခါမှာလဲချွေးအောင်းနေနိုင်တဲ့နေရာတွေဖြစ်တဲ့ချိုင်းပေါင်ကျန်လင်းရင်ကကိုဆက်ပြတဲ့တေးချစေးကြောပါ။နံပါတ်၂လင်းရင်ကကိုတန်ရှင်းရေလောက်တော့မယ်ဆိုရင် ထိတ်အည်ပြားကိုနောက်ကိုဖြည်းဖြည်းချင်းလှက်ဆွဲပါပြီးတော့ထိတ်ပက်လဲမှာကတ်နေတဲ့အဖြူရောင်အကြည့်ချွဲအဖတ်တွေကို ရေနဲ့အရင်လောင်းပြီးပွတ်စေပါပြီးတော့မှဆက်ပြားနဲ့ပွတ်တိုက်ပြီးစေပါနံပါတ်3လေအင်ကာကိုအားနဲ့ကောက်ဖဲ့တာမျိုးမလုပ်ပါနဲ့ဖြည်းဖြည်းချင်းပဲကြေးတွင်းပြီးတေချာတန်ရှိရေလုပ်ပါနံပါတ်4ဝေးစေကိုစက်ပြာနဲ့တေချာပွတ်တိုက်စီးကြောပြပါနံပါတ်5ရေချိုးပြီးသွားရင်လင်ငင်းကောင်းနဲ့ပုံကြံတဝိုက်ကိုအတီးကြရေချောက်အောင်တုတ်ပြီးမှအဝတ်ဝတ်ပါ နံပါတ်6ခန္ဓာကိုယ်မှာအမွေးအမြင့်နဲ့ထူလွန်းနေရိပ်ပါသို့မဟုတ်ကတ်ကျင်းနဲ့တိုးပြီးပါသွားအောင်ညှက်ပေးပါနံပါတ်9ဒီကိုရေးတန်ဆင်းရတဲ့ထိတ်ရိပ်ပြားကို ဖြတ်ပြေးနိုင်ရင်အကောင်းဆုံးပါပဲမဖြတ်ချင်ဘူးဆိုရင်လည်းအပေါ်မှာပြောထားခဲ့တဲ့နီးလန်းတွေကိုနေ့တိုင်းလှုပ်ပေးဖို့တော့လိုပါမယ်နံပါတ်10ခြေသန်းတွန်းခံပေါ်ပွားဝစ်စင်ပါအရန်ချက်တံမျိုးတတ်နိုင်သလောက်ရှောင်းပါ အိမ်မှာနေရင် ပစောဘောင်းဘီပေါ်ပွားတော်တော်ပဲဝတ်ပါအတွင်းကန်ဝင်းမထားပါနဲ့နံပါတ်9လိမ်မသဆင်ကူးဆက်ယောဂရီမရစီဘူးကွန်တုံးတုံးပြီးလိန်ဆက်ဆံပါအကယ်၍ယောဂဖြစ်လာခြင်းရင်လဲစီယုံစေကန်းတွေမှာတေကြကူးတမှုခံယူပါနံပါတ်10လိန်ဆက်ဆံပြီးသွားတာနဲ့ရေချိုးပါရေမချိုးခြင်းရင်တောင်းလိန်အင်္ဂါတဝိုက်ကိုဆက်ပြရေနဲ့တေကြစေကျော်တင်စင်းပေးပါ တကိုးရဲ့တန့်ရှင်းမှုရှိခြင်းဟာကိုယ့်ရဲ့ယောက်ျားပီသားမှုညအမျိုးသားချမ်းမြေ့ကိုနှစ်ပင်ပေးစေတဲ့အတွက်ဖြစ်တယ်လို့နေတာမျိုးတတ်နိုင်တဲ့လောက်ရှောင်ပေးပါလို့အကြံပြုလိုက်ပါရစေ။ဟုတ်ကဲ့ပါခင်ဗျာ။ယခုလိုချမ်းမြေ့နဲ့ဆိုင်တဲ့ဘုဒ္ဓတရားကိုကျွန်တော်ရဲ့ Healthy Daily Channel လေးမှာအငင်းမပြတ်တင်ဆက်ပေးသွားမှာမို့ Channel လေးကို Like and Subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းမေးကိုလည်းနှိပ်သွားပေးကြပါအောင်ခင်ဗျာ။ကြည့်ရှုသူဦးချင်းစီတိုင်းကိုဂျေဇူးအထူးပင်တင်ဆက်ပါရခင်ဗျာ။